ဖြစ်ဒီနေ့ရောက်လာတဲ့အတွက်ဘုရားသခင်ကနေပြီးတော့မှတဆုံတရားဘုရားသခင်ရဲ့စကားကိုကြားစီမယ်လို့ယုံကြည်ပါတယ်အာမင်ဆိုဒီနေ့မှာကျွန်တော်ယူဆောင်လာတဲ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကတော့အဲခေါင်းစဉ်မာတင်ပဲကျွန်တော်အာဒီတစ်ပတ်မှာနှလုံးသားထဲမှာခွန်အားယူတဲ့ဆင်ခြင်တဲ့အရာဖြစ်တယ်လှင်မဟုတ်ပဲနဲ့တော့အခါဆိုတဲ့ယုံကြည်ခြင်းနဲ့သွားတတ်တဲ့အသက်တာဖြစ်ဖို့ရတဲ့ဒီနေ့မှာဝေငှခြင်းတာဖြစ်ပါတယ်လှင်ဆိုတာကဘာလဲဆိုတော့ခဲ့ရင်ဖြစ်လာခဲ့ရင်ရှိလာခဲ့ရင်တိုးပွားလာခဲ့ရင်လုံနိုင်ခဲ့ရင် ငါအောင်မြင်ခဲ့ရင်ငါဖြစ်ခဲ့ရင်ဆိုတဲ့မတိချာသောအရာတွေနဲ့သွားနေတဲ့ယုံကြည်သူမဟုတ်ပေနဲ့သောအခါဆိုတဲ့ဖရာရဲ့ဂတိတော်ရှိတဲ့အတွက်ပြည့်စုံလာသောအခါဆိုတဲ့တေချာသောဖရာရဲ့ဂတိတော်ကိုဆွဲကင်ပြီးတော့မှကျွန်တော်တို့ထိုအရာကိုမျှော်လင့်လျက်သွားနေတဲ့ယုံကြည်သူတွေဖြစ်လာဖို့ရတဲ့ဒီနေ့မှကျွန်တော်ဝေငှချင်တာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့တက်တာတွေမှာလည်းပဲအာလုံးဒီပါပဲကျွန်တော်တို့ရဲ့တက်တာထဲမှာလှရင်လှရင်နဲ့အသက်ရှင်တဲ့ကာလတွေများကြမယ်လို့ယုံကြည်တယ်ခါလေမှာဒီလိုဖြစ်လာခဲ့ရင်ဟိုလိုဖြစ်လာခဲ့ရင်သူကတာငါ့ကိုအပြေပေးခဲ့ရင် အဲ तू ကတော့ငါ့ကိုလက်ထက်ခွင့်တောင်းလာ तू ပြလက်ခံခဲ့ရင်ခဲ့ရင်ခဲ့ရင်နော်အလုံးနိုင်ခဲ့ရင်ဖြစ်နိုင်ခဲ့ရင်ဆိုပြီးတော့မှအဲ့ဒီခဲ့ရင်ခဲ့ရင်နဲ့ကျွန်တော်ဒီချောင်းကိုငါသည်ပြီးသောအခါဒီသင်္နှန်းကိုငါသည်ပြီးသောအခါဒီအရာကိုငါသည်လုံနိုင်သောအခါဆိုပြီးတော့မှသင်္နှန်းကိုငါသည်ပြီးသောအခါဒီအရာကိုငါသည်လုံနိုင်သောအခါဆိုပြီးတော့မှသေချာသောဖရာကိုကိုးကွယ်ဖရာကိုရှိဦးရှိသေးရလားအလောက်ထိတောင်မှတို့ရဲ့ယုံကြည်ခြင်းကစုံစမ်းခြင်းခံရတယ် ဖယားလားရှိဖို့ရှိသေးရဲ့လားငါဒီဖယားကိုးကွယ်တာကိုးကွယ်နေတာဒီဖယားကိုကိုးကွယ်နေတာဘာကြောင့်ကိုးကွယ်နေတယ်လဲဆိုတာတော့မှကျွန်တော်တို့မသိနိုင်တဲ့အခြေအနေတွေ။ဟိုငါပြီးတော့ပြီးကန်းနေတာပဲဖယားအတွက်ဆိုပြီးတော့မှလှုပ်တော့လှုပ်နေတာပဲဒါပေမဲ့မသိချဘူး။အဲ့တော့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကဆန်းသစ်တဲ့ခါမှာနေ့တိုင်းအခြေအနေတိုင်းကနော်ကျွန်တော်တို့ရဲ့ငွေချေးပြဿနာတွေကျွန်တော်တို့ရဲ့ဂျမ်းမာရေးပြဿနာတွေကျွန်တော်တို့ရဲ့မိသားစုပြဿနာတွေ ပေါင်းသင်းဆက်ဆံမှုပြဿနာတွေကနေ့တိုင်းကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုပုံစံမျိုးစုံနဲ့ကျွန်တော်ကိုလာပြီးတော့မှစုံစမ်းလိမ့်မယ်လာပြီးတော့မှလာလှုပ်ခါလိမ့်မယ်အရိယခါကြရင်ကျွန်တော်တို့ကဘလို့တုံ့ပြန်ရတာလဲဆိုတော့လှရင်ဆိုတဲ့ယုံကြည်ခြင်းမျိုးနဲ့မတုံ့ပြန်ပဲနဲ့တော့အခါဆိုတဲ့ယုံကြည်ခြင်းနဲ့တုံ့ပြန်တတ်မယ်ဆိုရင်အသက်တာထဲမှာဖယားသခင်ရဲ့လက်တော်ကိုပို့ပြီးတော့မှမြင်ရတဲ့ခွင့်ကိုဒီဖယားသခင်ကပေးတာဖြစ်တယ်အာမင်အဲ့တော့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဒီနေ့လှရင်ယုံကြည်ခြင်းနဲ့မသွားပဲနဲ့ သောအခါယုံကြည်ခြင်းနဲ့သွားဖို့ရတယ်ဒီနေ့မှာကျွန်တော်ရွေးချယ်ထားတဲ့ဂျမ်းပိုက်ကတော့ယောရှုမတ်စာအခန်းကြီး2အပိုင်းငယ်14ထဲမှာဥစွာဖတ်ကြမယ်ထို့သူတို့ကသင်သည်ငါတို့အမှုကိုမဖော်မပြလျင်သင်အသက်အတွက်ငါတို့ အသက်သည်အာမခံဖြစ်စေတော့ဤပြည်ကိုထာဝရဘုရားပေးတော်မူသောအခါသင်၌သစ္စာဆောင်၍ဂျေဇူးပြုမည်ဟု ဝန်ခံကြ၏ ဒီမှာထိုသူတို့ဆိုတာကဘသူတွေလဲဆိုတော့ယောရှုကနေပြီးတော့မှယေရီခိုမြို့ကိုတင်ဖို့ဘုရားသခင်ကပေါ်ပြလာတဲ့အခါမှာတရှိုဒီကိုယေရီခိုမြို့ကိုဆေလွတ်တာဖြစ်တယ်။ဆေလွတ်တဲ့အခါမှာအဲ့ဒီယေရီခိုမြို့မှာတဲ့ရာခတ်ဆိုတဲ့ပြစ်တစာမနဲ့သူတို့ကတွေ့တယ်။အဲ့ဒီအိမ်ကိုရောက်သွားတဲ့အခါမှာသူတို့ကဂတိကဝတ်ပြုတ်ကြတယ်။ဘာဂတိကဝတ်လဲဆိုတော့မင်းတို့ကနော်မင်းတို့ဖခင်အကြောင်းကိုငါတို့ကကြည်ဒီရာခတ်ကဒီအသက်ရှင်တဲ့ထာဝရဖခင်ကိုကူးကွယ်တဲ့သူတော့မဟုတ်ဘူး။ ဒါပေမဲ့ तू ကသူ့ရဲ့အစဉ်ပြေရာအလုပ်ကိုလုပ်ကင်နေတဲ့ तू ဖြစ်တယ်ဒီဖယားကို तू ကယုံကြည်သက်ဝင်ပြီးကိုးကွယ်နေတော့ तू မဟုတ်တော့လဲပဲဒီဖယားကအေဂုတုပြည်မှာပါလုတ်ခဲ့လဲပင်လယ်နီးဒီမှာဘလို့ဒီလုတ်ခဲ့ဒီဣသီလလူမျိုးတွေကိုဘလို့ကောင်းချီးပေးနေတယ်လဲသူတို့ရဲ့ဖက်မှာဘလို့နဲ့စစ်တိုက်ပေးနေတယ်လဲဆိုတော့ तू က तू မကသတင်းကြားဘူးတဲ့ကြားတဲ့အခါမှာတဲ့ယေရီခေါတမြုပ်လုံးဂျမအပါဝင်တဲ့တမြုပ်လုံးကလူတွေကတဲ့မင်းတို့အိသရီအစ္စရေလလူမျိုးတွေရဲ့ဖယားအကြောင်းကိုကြားတဲ့အခါမှာငါတို့တုံတုံတုံရတယ် ဲ့ဒီတော့တဲ့မင်းတို့ကဒီပြည်ကိုသိမ်းတဲ့အခါကျရင်ကျမရဲ့ကျမရဲ့မောင်ဒီကျမရဲ့မိသားစုဒီအားလုံးကို ကတိပေးပါ မဖြက်စီးပဲနဲ့ကျမအပါဝင်အားလုံးကိုကယ်တင်ပေးဖို့ကတိတော်ပေးပါဆိုပြီးတော့မှဒီပြည်တစားရာခကနေပြီးတော့မှ တောင်းလိုက်တဲ့အခါမှာတရှိုဒီယောရှုကဆေလွတ်လိုက်တဲ့တရှိုဒီကနေပြီးတော့သူတို့ကဆိုတာကကြောက်လာတယ်သူတို့ကဘာပြောလဲဆိုအဲ့ဒါဆိုရင်တဲ့ ငါတို့ကတော့သင်ချတယ်တဲ့။ဘာလို့ဆိုငါတို့ကဖျားရဲ့လူတွေဖြစ်တယ်။ဖျားပေးတဲ့ယူပါယုံနဲ့သွားနေတော့သူတွေဖြစ်တယ်။ဒီဖျားကနေပြီးတော့ယေရီခေါမြို့ကိုတင်ပိုက်ဖို့ရတဲ့ငါတို့မှာငါတို့ရဲ့ကောင်းဆောင်ဖြစ်တော့ယောရှုကိုဖျားကစကားပြောနေပြီ။ငါတို့ကမကြခင်မှာဒီပြည်ကိုတော့လာသိမ်းတော့မယ်။သို့တော်တဲ့။မင်းကဲတင်ချင်းရမရ။မင်းရဲ့မိသားစုလုံခြုံချင်းရမရကတော့တဲ့။မင်းအပေါ်မှာမူတည်လိုက်မယ်တဲ့။သင်ဒီငါတို့အမှုကိုမဖော်မပြလှည့်ရင်တဲ့။ မင်းဖက်ကနေပြီးတော့မှငါတို့ရောက်လာကြောင်းငါတို့ဒီလာပြီးတော့မှလေးလာသွားကြောင်းကိုမင်းကသစ္စာရှိရှိနဲ့ဆောင်းထိန်ပေးမယ်ဆိုရင်တော့တဲ့မင်းလူဒီကိုငါတို့ကယ်ပေးမယ်ဆိုတော့ဂတိပြုကြတယ်အဲ့တော့ဒီနေရာမှာကျွန်တော်ဘာတွေ့ရလဲငါတို့အမှုကိုမဖော်ပြလျင်ဒီလျင်ဆိုတဲ့စကလုံးကအချင်းချင်းလူသားအချင်းချင်းစကားပြောကြတဲ့အခါမှာအဲ့ဒီလျင်ဆိုတဲ့စကလုံးကိုတုံးကြမင်းဖက်ကသာတက်စာရှိတယ်ငါဖက်ကတော့တေးချတယ် မင်းသားတစ္ဆာငါ့ကိုမဖောက်ဘူးဆိုရင်မင်းကသာအဲ့ဒီထိလာမယ်ဆိုရင်မင်းသားလှုပ်လာလူအချင်းချင်းစကားပြောတဲ့အခါမှာတော့ဒီလှရင်ဆိုတဲ့စကလုံးကိုတုံးလို့ဘာလို့လဲဆိုတော့လူကတခါလေမှာဂတိတီချင်းတော်လဲပဲမတီနိုင်တဲ့အချိန်တွေများတယ်။တော့တချို့တွေကတစ္ဆာမဖြတ်ချင်ဘူးတချို့တွေတော်တော်များများကတစ္ဆာမရှိဘူးလို့အသက်မခံရတဲ့လူတော်တော်များများဟာတစ္ဆာမရှိဖို့ရွေးချယ်ကြတာမဟုတ်ဘဲနဲ့သူတို့ပေးထားတဲ့တစ္ဆာဂတိကိုသူတို့ကမလှုပ်ဆောင်နိုင်တော့တာဥပမာ ဖခင်မိဘဒီအနေနဲ့လည်းပဲကိုယ့်ရဲ့သားသမီးတွေကိုဆိုရင်အာနင်ကြီးလာတဲ့ခါကျရင်ဘယ်ဟိုတယ်မှာမင်္ဂလာဆောင်ပေးမှာအဲကိုကသားရှိတဲ့ဆိုရင်နင်ကြိုက်တဲ့မိန်းမဟောငါကနနောက်ဘယ်နှကောင်နဲ့သွားတောင်းပေးမယ်မပူနဲ့ပြောတယ်ဗျအဲ့ဒီတော့ကနနောက်တရားလည်းအများကြီးရှိနော်ရတဲ့ငွေသိန်း900နဲ့သွားတောင်းပေးမယ်မင်းဘယ်မိန်းမမဆိုမင်းကြိုက်တဲ့လူကတောင်းပေးမယ်ပြောနေတဲ့အချိန်မှာတော့ဖခင်ကစီးပွားရေးအဆင်ပြေတယ်ဒါပေမဲ့ဒီကိုယ့်ရဲ့သားလေးလေကြီးလာတဲ့အခါကျတော့စီးပွားရေးကအဆင်မပြေတော့တဲ့အခါမှာ သိန်း900ပြောခဲ့တဲ့ဥစ္စာကအိမ်မက်ထဲမှာဖြစ်သွားတယ်အဲ့ခါကျတော့သူ့ရဲ့သားကိုဂတိပြတ်တယ်လို့ဖြစ်သွားတယ်ဘာကြောင့်လဲဆိုတော့အဖေကဂတိပြတ်ချင်လို့ပြတ်သွားတာမဟုတ်ဘဲနဲ့သူ့ရဲ့စီးပွားရေးအခြေအနေကြောင့်ဒီဂတိကိုသူကပြေစုံစေဖို့ရန်အတွက်သူကမတတ်နိုင်ဘူးဖြစ်သွားတယ်ဒါပေမဲ့ဒီနေ့မှာကျွန်တော်တို့ကိုးကွယ်တဲ့ဖယားသခင်ကကြတော့ကတိလဲတီချင်သောဖယားဖြစ်တယ်ကတိလဲတီနိုင်သောဖယားသခင်ဖြစ်တယ်ဟာလေလုယာ ကျွန်တော်တို့ယနေ့ကိုးကွယ်တဲ့ဖယားသခင်ကကတိလဲတည်ခြင်းတယ်သူပေးသမျှကတိတော်တွေကိုကျမ်းစာထဲမှာတွေ့သမျှအားလုံးကတိတော်တွေကိုကျွန်တော်တို့ရဲ့အသက်တာထဲမှာပြည့်စုံစေခြင်းသောဖယားလည်းဖြစ်တယ်လို့ပြည့်စုံစေနိုင်သောဖယားလည်းဖြစ်တယ်ဟာလေလုယဖယားရဲ့စီးပွားရေးပြတ်သွားပြီဆိုတာမရှိပါဘူးမိတ်ဆွေ ဖယားမလေးတော်တော်ဒုက္ခရောက်သွားပြီဆိုတာလည်းမရှိဘူးဖယားသခင်ရဲ့နိုင်ငံတော်မှာအမြဲတမ်းပြည့်စုံခြင်းရှိတာဖြစ်တယ်အာမင်အဲ့တော့ကျွန်တော်တို့အချင်းချင်းကသာလှရင်ဆိုတဲ့စကားကိုသုံးပေမယ်ဒီနေ့ကျွန်တော်ကျမတို့ဖယားကိုးကွယ်တဲ့ဖယားကကြတော့တော့အခါမင်းဖက်ကနဲ့တစ္ဆာရှိတော့အခါမင်းဒါကိုမြင်ရလိမ့်မယ်ဒါပေမဲ့ဒီနေ့မှဝါနေဆရာကတော့ဘာလဲဆိုတော့ယုံကြည်သူတော်တော်များများရဲ့အသက်တာထဲမှာဖယားကတိတော်မရှိဘူးကျွန်တော်ခဏခဏပြောတယ် တင်းအုပ်ဆရာကြီးဟိုဆရာကြီးဒီဆရာကြီးရဲ့ဟောကြားချက်ကိုတော့ကိုးကားနိုင်ပေမဲ့ကျမ်းစာကိုကိုးကားနိုင်တော့ကျမ်းစာထဲမှာလေတော့အခန်းကြီးအခန်းငယ်မသိရင်တော့မှကျမ်းစာထဲမှာအဲ့ဒါရှိတယ်ဆိုတာကိုပြောနိုင်တော့ခရိယန်တွေအမတန်းမှနည်းလာပြီနည်းလာတဲ့ခါကျတော့ဘာလို့ဆိုတော့စာတန်ရဲ့အလိုကလည်းဒီလိုပဲရောင်ရောင်တန်းတန်းဒီသွားတော့ခရိယန်တွေလိုချင်လာတယ်ဘာလို့ဆိုတော့စာတန်အကြောက်ဆုံးစာတန်ကိုကြရှုံးအောင်လုံနိုင်တော့စကားဒီဖျားစကားကလွယ်ပြီးတခြားမရှိဘူး 他讲耶稣噶比较差，大家巴来说，都够登那边沙登也收三千个旧年卡嘛？讲啥？拉丁卡？你那个叫人中国讲啥？拉丁卡？没事喽，外国，我们说讲什么？西亚朝苏哈苏迪卡，啊，西亚朝苏哈，阿拉比奥勒里，我说喽，西亚朝苏哈，我们中国讲国家，奈诺勒，为啥呀？中国讲国家奈诺，胡西亚嘛？中国讲国家奈米达？我们中国讲？ ကျမ်းစာကိုမကိုးကားနိုင်တော့ခရိယာနေဖြစ်အဲ့ဒါကဝန်အနေဆိုယနေ့ယုံကြည်သူတွေကြရှုံးနေရခြင်းဟာဖယားသခင်ကြရှုံးသွားလို့မဟုတ်ပါဘူးဖယားသခင်ဟာအားမရှိတော့လို့မဟုတ်ပါဘူးကျွန်တော်တို့ဖက်ကနေဆွဲကင်စရာနှုတ်ကပတ်တော်မရှိတော့ခြင်းကြောင့်ဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ကျမတို့ရဲ့တက်တာထဲမှာဖယားသခင်ရဲ့ဂတိတော်ဟာဒီမှာကြည့်အောင်ဤပြည်ကိုတဲ့ထာဝရဖယားပေးတော်မူသောအခါသောအခါလို့ပြောကြည့်အောင်ဤပြည်ကိုထာဝရဖယားကပေးတဲ့အခါတဲ့ ဒါကိုဖတ်တဲ့အခါမှာကျွန်တော်စိတ်ထဲမှာဒီလူတွေကတရှိုးတသက်ပဲတရှိုးတွေဆိုတာကလည်းဘုရားသခင်နဲ့ယောရှုလိုမျိုးတိုက်ရိုက်စကားပြောတဲ့သူတွေထဲမှာမပါဘူးသို့တော်လည်းပဲသူတို့ကဒီဟာကယောရှုကလွတ်တဲ့အခါမှာလေမင်းတို့ရာခတ်ကိုတွေးလိုက်မယ်နော်ပြည်သူစာမောက်ကိုတွေးမယ်အခါကျသူ့ကိုမင်းတို့အီပြည်ကိုပေးတော့အခါလို့သွားပြောဆိုရင်တော့ဒါယောရှုကပြောခိုင်းလို့လာပြောတာဖြစ်နေတယ်ဒါပေမဲ့ယောရှုကဒီစကားကိုမပြောဘဲသွားပြီးတော့မှစုံစမ်းကြပါလို့ပဲလွတ်ထားတယ်ဒါပေမဲ့သူတို့ဟိုရောက်တဲ့အခါမှာဒီပြည်သူစာရာခတ်နဲ့တွေ့တဲ့အခါဘာပြောနိုင်လဲဆိုတော့အီပြည်ကိုတဲ့ ီယေရီခိုကြီးကိုငါတို့ကိုဖျားကားတဲ့ပေးတော့အခါတဲ့ဘာကြောင့်လဲဆိုတော့သိလားဒီပြည်ကားတဲ့ယေရီခိုမြို့ဆိုတာကခါနန်ပြည်ကို ဝင်ဖို့ရတဲ့တာစီတာနေတော့အရာဖြစ်နေတာဆိုတော့ခါနန်ပြည်ကိုဝင်ဖို့ကဖျားရဲ့အလိုတော်ဖြစ်နေတဲ့အတွေ့တဲ့အဲ့ဒီကြားထဲမှာအစီအတာဒီကိုတဲ့ဒီဖျားငါတို့ကိုးကွယ်တဲ့ဖျားကပင်လယ်နီကိုနှစ်ချမ်းခွဲပေးတဲ့ဖျားကကောင်းငင်ကနမာနမုတ်ကိုချပေးတဲ့ဖခင်ကယေရီခိုမြို့ကငါတို့အနေနဲ့တော့မနိုင်နိုင်သောပြည်ဖြစ်နေပေမဲ့အယံခိုင်ခန့်သော ဥတ်တိုင်းနဲ့ရှိနေတော့ပြည်ဖြစ်ပေမဲ့ဒီဖယားကငါတို့ကိုပေးချင်သောခါနန်ပြည်ရဲ့ကြားထဲမှာစီးတားနေတဲ့အတွေ့တဲ့ငါတို့ကဘာသိလဲဆိုတော့ကြံနာတွေတော့မသိဘူးငါတို့မှာစင်အားလောက်သလားလဲမသိဘူးငါတို့မှာလူအင်အားလောက်သလားလဲငါတို့မသိဘူးဒါပေမဲ့ငါတို့သိတာကတော့မင်းတို့ရဲ့မြုပ်ရေတွေခေါမြုပ်ကဖယားကငါတို့ကိုပေးမယ်ခါနန်ပြည်ရဲ့ကြားထဲမှာစီးတားဖြစ်နေတဲ့အရာဖြစ်နေတယ်အဲ့တော့ဖယားပေးထားတဲ့ဂတိကခါနန်ပြည်ကိုငါတို့ကိုပေးမယ်လို့ပြောပြီးသား အဲ့တော့ဒီလူတွေကဘာဖြစ်တော့အီပြီကိုထာဝရဘုရားသခင်ပေးသောအခါလို့ပြောရဲတာလဲဆိုတော့ဘုရားကတိတော်ကိုတိတော်သူတွေဖြစ်တယ်ဟာလေလုယဘုရားကငါတို့ရဲ့ခေါင်းဆောင်မောရှေကိုဘာကတိပေးခဲ့တယ်ငါတို့ရဲ့ခေါင်းဆောင်ယောရှုကိုဘာပေးခဲ့တယ်ဆိုတော့သူကရှင်းရှင်းလင်းလင်းတိတော်သူတွေဖြစ်တယ်ရောင်ရမ်းရမ်းတမ်းပြီးတော့မပြောနေတာပေါ့အီပြီကိုတဲ့ထာဝရပေးတော်မူသောအခါသင်၌တစ္ဆာဆောင်ရွေးတဲ့ဂျေဇူးပြုမိဟုဝန်ခံကြ၏ဆိုဒီနေ့မှာကျွန်တော်တို့ဒီမှာရှိနေတဲ့ညီကောင်မောင်နှမတွေလည်းပဲ 卡里玛把我妈送上去你看下嘞。六奶奶么偏心呢，弄得阿爷爷，他爷爷个地都给我甩开呢，时间对哈。多卡出来用几千个金呀？奶嘛，妈偏的哈，了了呀。多少卡偏看高级配多卡，偏看我个金马税多少卡，偏看我个奇妙多少卡，偏看我个造牛多少卡，偏看我个英文你的文哈税多卡，多卡多卡出来用几千哈？他爷爷个地都给我地钱啊，你缺个，多原因偏的哈，了了呀？他爷爷杀价给我地钱，他爷爷个地都给我地 ကနေစီးထွက်လာသောယုံကြည်ခြင်းဖြစ်တယ်။အဲ့တော့တောအခါယုံကြည်ခြင်းနဲ့မသွားဘဲနဲ့ဒီကျတော်မြတ်ကလေဟိုဘုရားကလေငါ့ကိုကောင်းချီးတာပေးခဲ့ရင်တော့အဲငါ့ကိုလေငါဒီဟာလေးအလုပ်လေးလုပ်တော့ကဘုရားခင်အောင်မြင်ခွင့်တာပေးခဲ့ရင်တော့အဲ့လိုမျိုးယုံကြည်ခြင်းနဲ့ပဲသွားနေတယ်ဆိုဘုရားခင်ငါ့ကိုအောင်မြင်စေမှာအဲ့တော့ဒီလူတွေကဘာပြောလဲဆိုတော့ဒီမှာသူတို့ရဲ့သက်တာထဲမှာဤပြီကိုတဲ့ထာဝရဘုရားပေးတော်မူသောအခါဘာကြောင့်လဲဆိုတော့လှရင်ဆိုတဲ့ယုံကြည်ခြင်းကလူလူချင်းကတိပေးရမှာအသုံးတည်တယ် ဒါပေမဲ့ဖះရနဲ့ဆိုင်ရမှာတော့ကျွန်တော်အသုံးမတည့်ဘူးလှရင်ဆိုတဲ့လှရင်ကဘယ်ကနေလာလဲဆိုတော့မသေးချာခြင်းကနေလာတာဖြစ်တယ်ဖះကောင်းကြီးပေးမယ်ဆိုရင်ဆိုရင်ဆိုတာကကျွန်တော်တို့ဘာနဲ့တူလဲသိလားချဲထိုးတဲ့လူတွေနဲ့တူလဲငါသာပောက်ခဲ့ရင်တော့မင်းကိုမုတ်ကျွေးမယ်မသေးချာဘူးနော်အာအိမ်မဲတော့နည်းနည်းတော့ရတာပဲဒါပေမဲ့ငါပောက်ခဲ့ရင်ပေါ့ကွာမပောက်ရင်တော့လည်းဘယ်တတ်တိုင်းမလဲ 包客人，哎呀，没得吃鸡蛋了，拍鸭子给伢滴呢，没得吃早拍鸭毛乌，得吃早拍鸭皮子，哈利路亚，得吃早鸡蛋都拍鸭子给伊吃。大家看嘛咯，飞燕素嘞用几天啊？伢呢没水哩，送皮铺清淡米，amen。飞燕素嘞用几天？我送皮皮肉嘛，多卡啊，拍鸭子给伢，钢筋骨下多卡，伢后面拉的一卡啊。 这边来的卡，俺的叫我比的卡嘛。婆牙都看俺俺罗也，婆牙叫我高级比的卡，多卡多卡说提车钱，把路提车呀来嘞。俺罗婆牙哈提车多婆牙些，哎没，提车的婆牙些的。哎罗婆牙那生意嘛，多卡有几千个，只能个随便铺了。反正说西个只能是婆牙。一边多的俺罗要拉多卡，一口小车太多，小车多不灵包奶。那多罗个小车比的不灵包嘛。 ဤကျိုးနီကိုတဲ့ခြီထား၍တဲ့သင်မိပါသင်မောင်များနှင့်ပေါ့ဖော်များအပေါင်းတို့ကိုသင်အိမ်၌ခေါ်ထားရမည်ဆက်ရှိကိုကြားတဲ့မှာ19 20ကိုကြိုပြီးတော့21ကိုဖမ်းမိမကသင်တို့စကားရှိသည့်အတိုင်းဖြစ်ပါစေတော့ဟုဝန်ခံလျေလွတ်လိုက်၍သူတို့သည်သွားကြ၏မိမသည်လည်းဘာလို့တာလဲ 托就你个不顶包奶掐他利益，所以你将来摆个进入个，你拿的看吧，对呀是不？第在学里个一边多，外头要拿多啊卡的，所以古话都那个拿本你拿的啦，比如偏多呀嘛，偏多必然那个白来路么是不？偏拉黑嘛。 လုံးဝချင်းသေးတယ်တဲ့ဘာဖြစ်ဆိုငါတို့ဖရားစကားကရှိပြီးသားဖြစ်တယ်ဖရားသခင်ရဲ့ဂတိတော်ကရှိပြီးသားဖြစ်တယ်တဲ့အဲ့တော့ငါတို့ကလုံးဝချင်းသေးကိုလာတယ်ဗျမင်းဖိတ်ကနဲ့လောက်ရမယ့်အရာကဘာလဲဆိုတော့ယခုကျွန်တော်တို့ကိုပရင်ပေါက်ကနေအောက်ဆင်းနိုင်ဖို့ကူညီပြီးတော့မှရှော့ချပေးတဲ့ဒီပရင်ပေါက်ကကျိုးအနီကိုပဲတဲ့ခြိထားပြီးတော့မှဘသူဘသူတွေလဲသင်မိပါရဲ့သင်မောင်းနေပေါက်ဖို့အပေါင်းတို့ကိုတင့်အိမ်မှာခေါ်ထားရမယ်ကျွန်တော်တို့ဆိုရင်လုံမလားမသိဘူးနော်မသိချောင်းတော့ အေလိသူတို့လည်းတချို့ပဲပြီးတော့စဉ်းစားရမှာကပါလဲဆိုတော့ရာခတ်ဆိုတာကပြည်တစားညတိုင်း customer ပြောင်းတယ်လူနေ့တိုင်းတော့မှအမြဲတမ်းတနေ့တနေ့တော့မှ၄50ရောက်လောက်ပြောင်းတယ်သူဆိုတော့သူနဲ့တခါတော့ဆက်ဆံဖူးတဲ့သူကနောက်တခါပြန်လာတယ်ဆိုတာရှိချင်မှရှိမှာဒီလူတွေလည်းတခါရောက်လာပြီးတော့မှအင်းပြန်လာဦးမလားမသိဘူးငါပြန်တွေ့ရအောင်မလား तू မျှော်လင့်လို့မရတယ်လူတာပေမဲ့ဒီလူတွေဟာ तू ကဘာသိလဲဆိုတော့ဒီတရှိုးတွေဟာ တာမန် customer တွေလို့သူတို့ရဲ့လိုချင်ရာကိုရှာတော်သူတွေမဟုတ်ဘဲနဲ့ဖယားရဲ့စကားတော်နဲ့တွာလာတော်သူတွေဖြစ်တယ်ဖယားကတိတော်ကိုဆွဲကင်တော်သူတွေဖြစ်တယ်ဆိုတာကိုသူမဟာကောင်းကောင်းသဘောပေါက်သွားတယ်အဲ့ဒါနဲ့သူကဘာပြောလဲဆိုတော့မိမကတဲ့သင်တို့စကားရှိသည့်အတိုင်းဖြစ်ပါစေတော်ဟုဝန်ခံလေဝန်ခံလေလို့ပြောကြည့်အောင်အေးဝန်ခံတယ်ဆိုတာကလေကောင်းကင်တာပဲမဟုတ်နော်အတန်နဲ့ဝန်ခံခြင်း ဟိုဘက်ကလူကြားတဲ့အထီကိုဝန်ခံခြင်းဒီနေ့ကျွန်တော်တို့အားလုံးရဲ့လျှို့ဝှက်ဆုတောင်းတွေကအကုန်လုံးရှိကြမယ်ထင်တယ်နော်အချို့တွေဆိုရင်လျှို့ဝှက်နဲ့အဲ့ကောင်လေးကိုဖျားခင်ပေးလို့ကတော့အိုးငါတော့နေ့တိုင်းဖျားကြောင့်သွားတော့မယ်စားတဲ့ဖြစ်ပေါ့နော်ဟိုအဲ့ဒီမမကိုများပေးလို့ကတော့ဆိုပြီးတော့တချို့တွေနောက်ကလူတွေလည်းဆုတောင်းတဲ့လူတွေရှိကောင်းရှိတယ်အိမ်မမကိုတော့ပေးလို့ကတော့တယောက်တည်းတောင်းနေမယ်လူပေါင်းလည်းမကဲအခုနင်းနေစိတ်ထဲမှာရှိနေဆူတောင်းချက်ကိုအကျယ်ကြီးတောင်းဆန်းဆိုတဲ့ခါကျတော့ကိုရောဖျားအလိုတော်ရှိရင်တော့မိမတယောက်လောက်ပေးပါအဲအဲ့လိုမျိုးပြန်တောင်းရော ိမ်မှာတွတ်တွတ်တိတ်လေးတောင်းတော့ကတော့နာမယ်ပါတတ်တာကွာအာရုပ်ဒီပါတခါတည်းဆွဲတာပြအဲ့အဲ့လူပဲကိုတော့အဲ့လူပဲဆိုပြီးတော့မှာတခါနေမှာဒီဖုန်းထဲမှာတော့မှပြပြီးတော့မှာကိုတော့ဒါပဲတော့ဒါပဲတော့ဒီတိုင်းပဲတော့ဒါပေမဲ့လူဘောင်းကလည်းမှာကြတော့ဘာပြောလဲကိုတော့အလိုတော်ရှိရင်တော့အဲ့လိုတော့ရှိတာသိပြီးသားဝီလန်ချစ်ကိုမေးကြည့်အားလုံးသိတယ်ကျော်စောဟောင်းလည်းမေးလို့ရတယ်ကိုယ်တော်အလိုတော်ကရှိပြီအဲ့တော့ကျွန်တော်တို့ကဒီမှာဒီအမျိုးသမီးကပြောလဲဆိုတော့စိတ်ထဲမှာမသိမ့်ထားဘူးတဲ့နင်တို့ပြောတဲ့အတိုင်း ဖြစ်ပါစီတော့ဆိုပြီးတော့ तू ကနှုတ်နဲ့ဝန်ခံလိုက်တယ်။ဒါကြောင့်မလို့ယေရှုခရစ်တော်ကလည်းဗာပြောလဲဆိုတော့ကျမ်းစာထဲမှာနော်။ငါကိုတဲ့လူအများရှိမှဝန်ခံတော်သူကိုတဲ့။ကောင်းကင်နိုင်ငံတော်မှာအဖရှိမှလည်းငါကဝန်ခံလျက်ရှိနေလိမ့်မယ်။ဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေရဲ့တတ်တာတွေကဗာလဲဆိုတော့လျှို့ဝဲယုံကြည်သူတွေများလာတယ်နော်။တယောက်တည်းဆူတောင်းကတော့ကြီးကြီးပဲတောင်းနေပါရွှေ့ပလိုက်တာ။ဒါပေမဲ့လူအများနဲ့တောင်းတဲ့ခါကျတော့ပိုးဟက်လေးတောင်မှမရွှေ့နိုင်တော့ဘူး။ကျွန်တော်တို့ရဲ့ဆူတောင်းက အဲ့တော့ဒီနေ့မှာကျွန်တော်ကနေပြီးတော့ဝင်ခခြင်းတဲ့အကြောင်းကပါဆိုတော့လှရင်ဆိုတဲ့မသေးချမလှရင်ဆုတောင်းကကြောက်ဘူးတယ်နော်တွတ်တွတ်တည်နဲ့ကိုရောပြီးပါဟာလုပ်ငန်းဆိုတော့ဟောချီချီအောင်မြင်ဖို့ရန်အတွက်ပြီးပါဒါပေမဲ့လူများရှိမှငါလုပ်ငန်းကလည်းတနေ့ကျရင်လို့ဟောစိုင်ပေါင်း300တွေပါတယ်ချဲ့မှာနော်လို့ပြောရဲလားဆိုတော့မပြောရဲတယောက်တည်းကတော့မလေးဝန်ခံသလားမမေးနဲ့သူများတွေကြားမှာတော့သူအရန်ဆိုးရင်တော့အဲ့တော့ဒီမှာလည်းဘာပြောလဲဆိုတော့ မိမကသင်တို့စကားရှိတဲ့အတိုင်းဖြစ်ပါစေတော့ဟုဝန်ခံလျက်တဲ့လွတ်လပ်၍တဲ့သူတို့သည်သွားကြ၏မိမသည်လေကြည့်ကြအောင်ထိုကျိုးနီကိုပတင်းပေါက်နိုင်ဘာလို့တာလဲခြီထားတည်ကျွန်တော်တို့ကခြီကောင်းမလားခြီလိုက်ရင်သူများတွေဘာပြောမလဲနော် တချို့ဆိုလဝကတိုင်လေးဆွဲဖို့တော့မှငါငါဆွဲလိုက်ရင်ဆိုသူများရှိမှာတော့မယုံကြည်သူရှိမှာပါဆိုတော့အထေးထေးလိုက်တယ်ဖះကြောင့်လာဆိုတော့အပြင်းပြန်ထုတ်လိုက်တယ်တချို့တွေရှိတာနော်တချို့ဆိုတော့အာခရစ်တော်နိုင်ငါကလူအစ်စ်ဖြစ်တယ်ဆိုအင်ကြီးအကြီးကြီးတော့အာဖះကြောင့်နဲ့မော်ဒီလိုမျိုးဟွက်တယ်ဒါပေမဲ့အပြင်းရောက်ရင်တော့ဖုံးလိုက်တယ်ဆိုတော့ဒီမှာခရစ်တော်ငါဒီခရစ်တော်နာအစ်စ်သောတရဝဖြစ်တယ်ဆိုတာဒီနောက်မှရေးတယ်ဒါပီယာဆိုင်မှာကြတော့ဖွက်ထားတယ်အပြင်းမှာကြတော့ဒီလိုလှန်ထားတယ် ဆိုကျွန်တော်တို့ကဖယားသခင်ဒီမှာပြောပြောဆိုတော့ပဒင်းပေါက်နိုင်ခြိထားလေခြိရင်ကောင်းမလားမခြိရင်ကောင်းမလား तू မစင်းစားဘူးသူတို့ဒီဟာဖယားစကားကိုယူဆောင်လာတော့သူဖြစ်သောကြောင့်သူတို့ပြောတဲ့အတိုင်းငါသည်ဝန်ခံယုံဒီမကလက်တွေ့ကြကြငါလှုပ်ဆောင်မယ်ဆိုပြလှုပ်ဆောင်တဲ့အခါမှာဒီအမျိုးသမီးဟာသူကိုယ်တိုင်နဲ့အခုနောက်က तू တောင်းထားသမျှသောဂတိဒီအတိုင်းသူ့ရဲ့မိသားစုမှာပြည့်စုံခွင့်သူကရသွားတာဖြစ်တယ်ဟာလေလုယား ။သင်နဲ့ကျွန်တော်ရဲ့အသက်တာထဲမှာလည်းပဲယုံကြည်ယုံနဲ့ပြီးသလားဆိုတော့ပြီးခဲ့တယ်ဆိုရင်တော့ကောင်းမှာပေါ့။တယောက်တည်းတစ်ကလေးဆူတောင်းတာတွေအကုန်လုံးဘုရားသခင်ကြားပါတယ်။သို့တော်လည်းဘုရားသခင်ကသူ့ကိုယုံရဲတော်သူပြန်ဖြစ်စေခြင်းသေးတယ်။ဝန်ခံတော်သူဖြစ်စေခြင်းသေးတယ်။လှုပ်ဆောင်တော်သူဖြစ်စေခြင်းသေးတယ်။အာမင်။ကြော်ဒီနေ့မနေ့မှာလည်းပြောပြတယ်။ကျွန်တော်ကသင်ဥစရာဖြစ်တယ်။တရားတွေဟောတယ်။ဒါပေမဲ့ဝန်ခံခြင်းမှာကတော့အမတန်မှနည်းတဲ့သူဖြစ်တယ်။ဆိုတော့ကျွန်တော်တို့ကလွန်ခဲ့တဲ့နှစ်ပေါင်း၁၀နှစ်ကြာမှာเนาะအိမ်ခါပြီးတော့မှနေကြတဲ့အခါမှာ ကားကြီးဆိုရင်တော့လေကျွန်တော်ကကားကြီးအရင်အခုတော့စီးကြသေးလားမသိနော်တို့ကားကောင်းခန်းနေပါတယ်တိုင်နာတွေပါတယ်ဆိုတော့ကောင်းခန်းကိုဆောက်ရတယ်ကောင်းခန်းအားလားအားမကောင်းခန်းမှာတက်စီအဲအခါကျတော့အဲ့လိုမျိုးစီ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 းပြီးနေတဲ့အခါမှာကျွန်တော်အမျိုးသမီးကကြာတော့ဘယ်ကတရားဟောချက်ကြားလဲမသိဘူးဆိုတော့သူကစာရွက်ပေါ်မှာရေးပြီးတော့မှကိုပိုင်အိမ်တလုံးကိုပိုင်ကားတစီ I believe God for these ရေးပြီးတော့မှ အခန်းထဲမှာပဲတိုးတိုးတက်တက်လေးအန်ဆွဲထဲမှာပဲတင်ထားတာဆိုမတင်ထားတော့ तू ကဓာတ်ပုံမှာရိုက်ပြီးတော့မှဆိုရှယ်မီဒီယာမှာတင်ချရော तू ယုံကြည်လို့တင်တာကိုကျွန်တော်ကကျွန်တော်မလေးကတော့ရေဒီယိုတင်ပြီးတော့မှမဖြစ်လာခဲ့ရင်တော့သွားပြီအဲ့ तू ကတော့တတိရှိနေဘုရားသခင်ရဲ့စကားကိုဂတိတော်ကိုယုံကြည်တဲ့တွေ့ရှင်းချလိုက်တင်လိုက်အခုလည်းကျွန်တော်ဖုန်းထဲမှာအမြဲတမ်း screen shot လုပ်ပြီးတော့မှတင်ထားတယ်ဆိုတော့တခုခုကျွန်တော်တန်တရားရှိပြီဆိုတော့ဟွန်းဒါကိုပြန်ကြည့် ဆိုတော့ကျွန်တော်တို့ရအသက်တာထဲမှာအဲ့လိုနဲ့ तू ကတင်ပြီးတဲ့ခါမှာနော်ဘုရားသခင်ရဲ့ကောင်းကြီးကြောင့်အိမ်အကြီးကြီးမဟုတ်ပေမဲ့ဟိုးရွှေတောင်ကြားမှာမဟုတ်တော့လည်းပဲရွှေလင်ပန်းကြားမှာရွှေတော့ရွှေပဲရွှေတောင်ကြားတော့မဟုတ်တောင်ကြားဆိုမကောင်းဘူးနော်လင်ပန်းကြီးရွတ်ပြီးတော့မှရွှေတော့ရွှေပဲနေရတဲ့ခွင့်ရတဲ့အိမ်ကောင်းကြီးမဟုတ်တော့လည်းပဲအိမ်လာခပူစရာမလိုအောင်ဘုရားသခင်က ပြင်ဆင်ပေးလာတယ်ဆိုတော့ဘာကြောင့်လဲဆိုတော့ယုံကြည်တာတခုတည်းနဲ့ဆိုကျွန်တော်လည်းယုံကြည်တာတိတ်တိတ်ကလေးဆိုဆော်ကရောကာတစီတို့လိုတယ်နော်ကောင်းခန်းစီရတာလည်းကားကြီးဆောင်းရတာနော်တခါလေးမှာကောင်းခန်းကလုံးဝမလွတ်တာတွေရှိတယ်အဲ့ခါကျတော့ကောင်းခန်းရတဲ့ခါမှာမစီချင်တဲ့နောက်မှကျတော့ခပတ်နှိုက်တွေကနော်ခပတ်နှိုက်တွေလည်းအရင်တော့အခုတော့ရှိလာမှုတယ်လေအရင်တော့ဆိုရင်ခပတ်နှိုက်လည်းပေါ်လာကျတော့အဲ့နာကိတုံးကဖုန်းတစ်လုံးအနှိုက်ခံရဘူးလေအဲ့တော့ကဖုန်းကအများကြီးလည်းမရှိရှိသမျှလေးအဲ့တော့ကျွန်တော်ကဖုန်းဆက်သူကကင်လာတယ်ကင်လာပြီးတော့မှလိုက်နာရမှာပဲကျွန်တော်ပြုတ်ကြခဲ့တော့သူကကောက်သွားတာ အဲ့တော့ကျွန်တော်ဖုန်းကို तू ကပတ်စံဘလော့ဘလော့နဲ့ပြန်ယူရမယ်ဆိုတော့ဟာဒုက္ခပဲပတ်စံကလည်းပြန်ပေးရအောင်ပါကိုယ်ဖုန်းလည်းဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့ကဘေးရမတငယ်ချင်းတွေဖိတ်ပြီးတော့ तू ကလဖိတ်ဆိုင်ကိုချိန်ထားတဲ့နေရာကိုကျွန်တော်အဝေးကနေပြန်လှုပ်ဆက်လိုက်တယ်ဟောအဲ့ကောင်ပဲဆိုပြီးတော့မှကျွန်တော်ကလည်းတွားပြီးတော့မှချိန်ချောက်တာပေါ့ခင်ဗျားပတ်စံတပြားမှပေးလဲရတယ်နော်လို့ခင်ဗျားထိုင်တဲ့နေရာကိုကျွန်တော်ကအခုတည်းကလေးလာပြီးသားတော့ရဲတွေကိုလည်းအကုန်လုံးဖုန်းဆက်ပြီးသားလို့မင်းငါကိုတော့ 就那话，皮来咧，不是讲啊，基础电路有，我当了皮了，多啊，奶奶的，他怎么了？我风老歪了，没好过你。我风，我来有皮了，没搞皮了，听皮了，我基础电路不是讲，我当皮了，哎，我当啊，那激动啊，就坐坐那哈了，领导。我老多啊，没要乌的，我听开会嘛，没皮，我说对方不冷淡，对方我只弄风老歪了，没乌了，故意的。啊，多来啊，妈咪都咪的话，你啊妈说开你啊，哎，说一样的了。 အဲ့ဆိုရတယ်ပြန်လို့ရတယ်ခင်ဗျားတပ်ပုံလည်းကျွန်တော်ခုနကဂရိတ်အကုန်လုံးရိုက်ထားတယ်ရောကြီးမလားနောက်ဖုန်းတစ်လုံးအကုန်လုံးရိုက်ထားပြခုခဏလေးစရဲစခန်းသွားခင်ဗျားချက်ချင်းဟောကိုအဲ့လိုမလုပ်ရဘူးလေအခုအဲ့လိုလိုမလုပ်ရရောအလကားပဲယူသွားဆိုတော့ကျွန်တော်အဲ့လိုမျိုးကတော်တော်ခက်ခဲတဲ့ကာလမှာရှိနေပြီမြင်ဘုရားသခင်ကနေပြီးတော့လိုင်းကားတွေလက်လူကကောင်းခိုင်းဆိုဖုန်းတွေလည်းပြုတ်ကျဟောလူကနှိုက်နောက်တစ်ခါလေးမှမုတ်ဒီဝယ်တော့မယ်ဆိုတော့ပတ်စံအိတ်ဖိုင်ပတ်စံအိတ်ကမရှိတော့ဘူးအဲ့လိုမျိုးတွေခဏခဏကြုံရတယ်ကိုလည်းပဲစိတ်သေးကနေတော့ကားကတော့လူချင်တာပေါ့ဒါပေမဲ့ဝန်ခံခြင်းအာနဲ့ ပေါ်တင်ကြိုးချခြင်းခြိထားပြီးတော့ဘာလို့လဲပရင်ပေါက်နိုင်တယ်ပရင်ပေါက်နိုင်လို့ပြောကြည့်အောင်ပရင်ပေါက်လူတိုင်းမြင်တဲ့နေရာနော်လူတိုင်းမြင်တဲ့နေရာအဲ့တော့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကလျော့ဝဲပဲတင်ထားတယ်ဆိုရင်တဲ့ယုံကြည်ပါကောင်းပါတယ်တဲ့ဒါပေမဲ့အဲ့ဒီကိုယုံကြည်တဲ့အရာကိုချက်ချင်းဖြစ်လာတာကိုမြင်ချင်တယ်ဆိုရင်တော့တဲ့နှုတ်နဲ့လဲဝန်ခံတဲ့လက်တွေ့ကြကြပရင်ပေါက်မှာလဲချိန်ထားပါ ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကခုအားလုံးကစိတ်ထဲမှာပဲတည်ထားတာတချို့ဆိုကျွန်တော်တို့ကျမ်းစာဟိုကျွန်တော်တို့ကျမ်းစာအကြောင်းတွေဘာတွေမှာကျွန်တော်တို့သင်တဲ့ခါမှာယူပါယုံတွေရှိတယ်တဲ့ပြောပြလေးဆိုတော့အင်းပြောလို့မကောင်းအဲ့ဒါဆိုရင်မင်းယူပါယုံဖြစ်ကိုဖြစ်လာမှာမဟုတ်ဘူးလို့ပြောတော့မပြောရဲဘူးလေမပြောရဲကလေးကဖြစ်လာမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ကဒီမိမကတဲ့မိမတည်းလဲထိုချိုးညီကိုပဒင်းပေါက်နိုင်ချထားလေဤအခန်းကြီး6 20ရောက်လာတဲ့အခါမှာတော့ထိုသုံးနဲ့ နဲ့အညီတဲ့အဲ့တော့ယေရီကိုမြို့ကိုဝင်လာပြီးဘုရားသခင်ညွှန်ကြားတဲ့အတိုင်းသူတို့ကလှုပ်ဆောင်နေပြီးတာနဲ့နောက်ဆုံးမှာတဘိုးကိုမှုတ်ရွေးတဲ့လူများတို့သည်ကြွေးကြော်ကြ၏တဲ့တဘိုးတန်ကိုကြား၍ကျဲသောအတန်နဲ့ကြွေးကြော်ကြသောအခါတဲ့မြို့ရိုးသည်အကုန်အစင်ပြိုလဲ၍လူများအပေါင်းတို့သည်မြို့ထဲသို့တက်တက်ဝင်ပြီးလျင်သိမ်းယူကြ၏ပြီးတော့20ကိုကျော်ပြီး25ကိုနောက်ဆုံးနေနေဖက်ယောရှုသည်လည်းတဲ့ပြည်တစာရာခနဲ့သူ့ပေါ့ဖို့သူ၌ရှိသမျှတို့ကိုတဲ့အသက်ချမ်းသာပေး၍တဲ့ သူဒီသူဒီဆိုတာကရာခတ်ကိုပြောတာဣသေလအမျိုးသားတို့တွင်ယနေ့တိုင်အောင်နေရလိမ့်အကြောင်းမူကားတဲ့ယေရီခေါမြို့ကိုစူးစမ်းစေခြင်းကယောရှုစေလွှတ်သောတမန်တို့ကို သူသည်ခွဲထားသောကြောင့်သည်ဆိုရတယ်မှာကျွန်တော်တို့ကယောရှုကတဲ့ပြစ်တစာရာခတ်ကိုသူ့အပေါင်းပေါ်နဲ့သူရှိတယ်သူတောင်းသမျှအရာကိုတဲ့အသက်ချမ်းသာပေးတယ်ကယ်တင်ပေးတယ်ပေါ့သူသည်တဲ့ဣသေလလူမျိုး အမျိုးသားတို့တွင်ယနေ့တိုင်အောင်နေရလိမ့်မည်ကျွန်တော်တို့သက်တာထဲမှာလျှို့ဝှက်ယုံကြည်ခြင်းနဲ့ယုံကြည်တဲ့သူတွေကယနေ့တိုင်အောင်ကျွန်တော်တို့နဲ့မရှိနိုင်တော့ဘူးလျှို့ဝှက်ယုံကြည်သူတွေခါလေးမှာယေရှုခရစ်တော်ကတော့ယုံကြည်တယ်ပြောတယ်သူများရှိမှငါကယုံကြည်သူပါလို့မပြောရဲဘူးငါတို့လေမနေရမှလေနော်ယေနေချင်းမင်္ဂလာခံလိုက်တာယေရှုခရစ်တော်ကကိုးကွယ်လိုက်ပြီဆိုတာသူတို့ကမပြောရဲဘူးလျှို့လျှို့ဝဲဝဲနဲ့သူတို့ကယုံကြည်နေကြတယ်အဲ့လိုယုံကြည်တဲ့လူတွေကကျွန်တော်တို့ဘဝသစ်မှာလည်းတိတ်မရှိကြတော့ဒါပေမဲ့ ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူတို့ဟာဝန်ခံယုံတယ်မကသူတို့ရဲ့ပဒင်းပေါ်မှာကျိုးအနီကိုချထားလောက်တဲ့အထိကိုရော့ကိုယုံရဲသောသူတွေကိုဘုရားသခင်ကလည်းပဲကောင်းချီးပေးနေတော့ဖြစ်တယ်အာမင်အဲ့တော့ဒီနေ့မှာလည်းပဲမိတ်ဆွေရဲ့တက်တာထဲမှာလှရင်ယုံကြည်ခြင်းနဲ့သွားနေတယ်ဆိုရင်ကျွန်တော်လှုပ်ဆိတ်ခြင်းတော့တခုတည်းပါပဲအဲ့ဒီလှရင်ယုံကြည်ခြင်းကိုဒီနေ့မှာစွန့်ပစ်ခဲ့ဖို့ဖြစ်တယ်အာမင်စွန့်ပစ်ထားလိုက်ပါအတော့မဝင်ဘူး တော့အခါယုံကြည်ခြင်းကိုစတင်ပြီးတော့မဆွဲကိုက်ပါငါအောင်မြင်တော့အခါငါဒီလုပ်ငန်းကိုပြီးစီးတဲ့အခါမှာငါဒီလိုဖြစ်တော့အခါဖယားသခင်ကတိတော်ရှိတော့ကြောင့်အဲ့ဒီအရာဒီဟာတကယ်ဖြစ်လာမှာဖြစ်တယ်ဟာလေလုယကျွန်တော်တို့ကိုးကွယ်တဲ့ဖယားသခင်ဟာလှုပ်ပေးခြင်းတဲ့ဖယားပဲမဟုတ်ပါဘူးလှုပ်ပေးနိုင်သောဖယားသခင်လည်းဖြစ်တယ်အာမင်အဲ့ဒီအရာကိုယုံကြည်ပြီးတော့မှနှုတ်နဲ့လဲဝန်ခံပါအသက်တာထဲမှာထင်ပေါ်နိုင်တဲ့သင်္ကေတတွေလည်းပြပါအာမင်အဲ့ဒီသင်္ကေတတွေနဲ့ကျွန်တော်အသက်တာထဲမှာပြတဲ့အခါမှာ ဖယားသခင်ကနေပြီးတော့မှဒီနေ့သူ့စကားကို तू ကပြန်ကုန်ပြုပြီးတော့မှကောင်းချီးမင်္ဂလာတွေကိုကျွန်တော်ရဲ့အသက်တာထဲမှာအသီးသီးစီစဉ်စီလာမှာဖြစ်တယ်အာမင်ရှိတဲ့နေရာတည်တည်မှာအလုံးမတရားကြရအောင်ဟာလေလုယာဒီမိတ်ဆွေနှလုံးသားတဲကိုကျွန်တော်ကဆုံးဖြတ်စစ်ချက်ချစီခြင်းတော့ဒီပြည့်တစာရာခလို့ပဲဖျင်းဆိုတဲ့ယုံကြည်ခြင်းမျိုးကိုစွန့်ပစ်ပြီးတော့မှ ဖျားသခင်ကတင်တို့ကိုဤပြည်ကိုပေးသောအခါလို့ပြောတဲ့အတိုင်းပဲမိတ်ဆွေလည်းပဲစတင်ပြီးတော့မှဝန်ခံပါလူအနေနဲ့တော့ဖြစ်နိုင်ကောင်းမဖြစ်နိုင်တာဒီလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ဖျားသခင်အတွက်မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးမိတ်ဆွေဒီနေ့ငါပျော်ရွှင်မှုများရခဲ့မယ်ဆိုရင်မဟုတ်ဘဲနဲ့ငါပျော်ရွှင်မှုတွေပြန်ရတဲ့အခါငါကြမ်းမာခြင်းတွေရခဲ့ရင်မပြောဘဲနဲ့ပြန်ရတဲ့အခါယုံကြည်ပါဖျားအတွက် မဖြစ်နိုင်တဲ့အမှုဆိုတာမရှိပါဘူးမိတ်ဆွေဒီနေ့ယုံကြည်ပါဝန်ခံပါသင်္ကေတတွေနဲ့ပြပါလူတွေမြင်လောက်တဲ့အထီးကိုပြတာတော်မူပါ hallelujah chorus တစ်ပိုက်လေးကျွန်တော်တို့အတူတူဆိုရအောင် thank you lord we worship you oh we worship you god we lift you up ကိုယ်တော်ကိုချီး miao yeah, uh, mm ja bare ဒီနေ့ကိုယ်တော်ကိုယုံကြည်ကြ အသက်တာထဲမှာတဆုံတရားကိုရောကနေပြီးတော့မှပြသစေခြင်းနဲ့ဝန်ခံခြင်းနဲ့ပြပါနည်းနည်းမိတ်ဆွေစောင့်ဆိုင်နေတဲ့ဂျာမချင်းကိုဒီနေ့မှဝန်ခံပါငါသည်တန်ချက်တော်အဖြစ်ဂျာမပြီလို့ဝန်ခံပါလူတွေကြားတဲ့အထိကိုဝန်ခံပါဒီနေ့ကိုရောကထံကနေပြီးတော့မှစောင့်နေတဲ့စောင့်နေတာကြာပြီဖြစ်တဲ့အောင်မြင်ခြင်းအတွက်ထွေရအတွက်ယနေ့တုံ့နဲ့ဝန်ခံပါဖះရှိမှဝန်ခံပါ လူများရှေ့မှာစင်ပေါ်ရပ်ပြီးတော့မချေညာနိုင်သေးဘူးမချေညာရဲသေးဘူးဆိုရင်လည်းပဲဒီနေ့ပါဝင်နေတဲ့ home set အသီးသီးဒီမှာရှိနေတဲ့ညီကောင်မောင်နှမတွေကိုပြောပြပါရခကယုံကြည်တယ်ဝန်ခံတယ်သူတို့ပြောထားတဲ့အတိုင်းကျိုးအနီကို ပရင်ပေါ့မှာဆွဲထားတယ်မိတ်ဆွေလည်းပဲဒီနေ့မှာနှလုံးသားတွေကလည်းယုံကြည်တဲ့သူလောက်ပဲမဟုတ်ဘဲနဲ့နှုတ်နဲ့ဝန်ခံပြီးတော့မှမြင်သာနိုင်သောသက်သေကို တပားသူတွေမြင်ဖို့ရန်အတွက်ယနေ့ပြရဲသောယုံကြည်သူဖြစ်လာတဲ့အခါမှာကိုတော်ဟာသင်တောင်းနေတဲ့ဂတိတော်အတိုင်းကိုပြည့်စုံစေရဲသောဖရာဖြစ်တယ်ဆိုတာကိုသင်သက်တာထဲမှာသက်သေထူလာမှာဖြစ်ပါတယ်။ ီနေ့ကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်သခင်ဟာအသက်ရှင်ရုံမကဘဲနဲ့ကျွန်တော်တို့အနာမအမြဲတမ်းရှိသောဖခင်သခင်ဖြစ်ပါတယ်။နမိတ်လက္ခဏာကိုပြုစဲဖခင်သခင်ဖြစ်ပါတယ်။ယနေ့အသက်ရှင်သောဖခင်သခင်ဖြစ်ပါတယ်။သင်ကိုကောင်းကြီးပေးခြင်းသောဖခင်သခင်ဖြစ်ပါတယ်။သင်ကိုချီးမြှောက်ခြင်းသောဖခင်သခင်ဖြစ်ပါတယ်။သင်လုပ်ငန်းကိုချဲ့စီခြင်းသောဖခင်သခင်ဖြစ်ပါတယ်။သင်အလုပ်ဒီမှာအောင်မြင်စေခြင်းသောဖခင်ဖြစ်ပါတယ်။ထိုအရာဒီကိုယုံကြည်တယ်ဆိုရင်စိတ်ထဲမှာပဲမသိမ်းထားပဲနဲ့နှုတ်နဲ့ပြခတ်လို့ပဲဝန်ခံလိုက်ပါ သင်တို့ပြောတဲ့အတိုင်းဖြစ်ပါစေလို့ဝန်ခံပြီးတဲ့ခါမှာတဲ့သူတို့ပြောတဲ့စကားအတိုင်းကိုကျိုးအနီကိုပရင်ပေါက်မှာဆွဲထားလိုက်တယ်လို့ပဲဒီနေ့မိတ်ဆွေရဲ့အသက်တာထဲမှာလည်းပဲတပါးသူတွေမြင်တာဖို့ရန်အတွက်ဒီနေ့ပြသလိုက်ပါလူတွေဘလို့ဝေဖန်မလဲဘယ်လိုကဲ့ရဲ့မလဲဆိုတာဒီကိုဘေးချိတ်ပြီးတော့မှဖယားသခင်ဒီအသက်ရှင်တော့ကြောင့်သူ့ကိုကျမယုံကြည်တယ်သူ့ကိုကျွန်တော်ယုံကြည်တယ်ဆိုပြီးတော့မှနှလုံးသားတွေကယုံကြည်ခြင်းကိုဝန်ခံခြင်းနဲ့သင်္ကေတနဲ့ဒီနေ့ပြနိုင်တော်သူတွေဖြစ်နိုင်ဖို့လုံးက ဖျားခင်သာသမီတွေကိုမဆာပါဒီနေ့၁၇နိုင်မှာရောက်လာကြတော့ညီကိုမောင်တို့မှတယောက်ချင်းစီတိုင်းရဲ့တက်တာတဲမှာဖလျင်းဆိုတဲ့မသေးချာခြင်းနဲ့သွားနေတဲ့ယုံကြည်သူတွေမဟုတ်တော့ဘဲနဲ့တေချာသောသောအခါဆိုတဲ့ယုံကြည်ခြင်းနဲ့စတင်ခြေလှမ်းသောသူတွေဖြစ်စီပါဗျာစိတ်ထဲမှာပဲယုံကြည်သောသူတွေမဟုတ်ဘဲနဲ့နှုတ်နဲ့ဝန်ခံရဲသောသူများအသက်တာထဲမှာသင်္ကေတအားဖြင့်ပြရဲသောသူများဖြစ်စီတော်မှာဖျားသခင်ယေရှုတင်နေဘုံကြည်ခြင်းဂုံပြုခြင်းအလုံးစုံများကိုကိုရောကိုပြန်လဲပြီးတော့ပေးအပ်ကြတဲ့အခါမှာ မနေ့ယနေ့နောင်ကာလမပြောင်းလဲပေးစေနဲ့ဘဲနဲ့အစင်တီရှိပြီးတော့မှကျွန်တော်ကျမတို့ရဲ့လိုအပ်နေသောအရာတွေကိုဂတိတော်ရှိတဲ့အတိုင်းပြည့်စုံစေနိုင်သောယေရှုခရစ်တော်ရဲ့နာမတော်နဲ့အမိပြုပြီးတော့ပြန်လဲပြီးအသက်တာမြတ်ကိုဆက်ကအနံ့ဆုတောင်းကြပါတယ်ဖခင်သခင်